ပညာချပရိသတ်များခင်ဗျာအခုဆိုရင်တော့ပရိသတ်တွေကိုကျွန်တော်တို့ရဲ့အနေပညာမှုကောင်းငယ်စီစဉ်ရနေပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ဘွဲခန်းတော်တစ်ခုကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုကျွန်တော်ရောက်ရှိနေတာဆိုရင်တောင်ဝင်မြို့နယ်နဲ့ချောင်းရွက်ကွန်းမှာရှိရတဲ့မြန်မာနိုင်ငံဂီတအစည်းယုံပဟိုရောက်ရှိနေတာဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်မြန်မာနိုင်ငံဂီတအစည်းယုံပဟိုကနေပြီးတော့ဒါဘူပိုင်ကွန်းနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲတစ်ရက်ကိုကျင်းပပြုလုပ်မယ်လို့သိရပါတယ်ဒီကိစ္စရတကယ်ကိုပဲလိုအပ်တဲ့ကိစ္စရတခုလို့ပရိသတ်တွေထင်မြင်မိမယ်လို့ယုံကြည်ပါတယ်ဒီတော့ပရိသတ်တွေအားလုံးပဲဒီနေ့ရဲ့ဘွဲခန်းတော်ကိုကျွန်တော်တို့ဆက်ပြီးတော့ live ခန်းတော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ခြင်းပါတယ်ခင်ဗျာ ပရိသတ်များခင်ဗျာဒီနေ့မှာဆိုရင်မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုအနေနဲ့မူပိုင်ခွင့်နဲ့ပတ်သက်ပြီးမန္တလေးတိုင်းဒေသကြီးမှာခိုးကူးခွင့်များဖန်ဆီးမှုနဲ့ပတ်သက်ပြီးစာနယ်ဇင်းတွေကိုရှင်းလင်းပြောကြားခဲ့တာပဲဖြစ်ပါတယ် 3930ရောကျွေးငွေရရှိမှုနဲ့ပတ်သက်ပြီးအမှုရင်ဆိုင်ရာမှာတရက်ပြိုင်မှာရောကျွေးငွေများလာရောက်ဘေးချေခြင်းမရှိဘဲထွက်ပြေးတိမ်းရှောင်နေမှုနဲ့ပတ်သက်ပြီးစာနယ်ဇင်းမီဒီယာများကိုအတိအပေးပြောကြားခဲ့ကြပါဗျာ။ပထမဆုံးကကျွန်တော်တို့ဒီခုတ်ဖို့တွေကိုဖမ်းနေဖမ်းကမှာအလုံးမီဒီယာရောအဲ့အချိန်မှာဝိုင်းပြီးကူညီကြတာမိပါတယ်။မိပြီးတော့ကျွန်တော်ဒါကိုတရားမဝင်ဆက်ဖို့အတွက်စာနယ်ဇင်းဆရာသမားတွေနဲ့ကျွန်တော်တွေ့ဆုံပါတယ်။2017 73 73ပေါ့နော်။ တရားမောင်းနဲ့ဆွဲပါတယ်2014မှာနိုင်ပါတယ်နိုင်ပြီးတဲ့အခါမှာလည်းဒီဟာကိုဇာတိစသဖြင့်စောင့်လာရေးပါရီ3လ4လစသဖြင့်လုပ်ရတယ်လုပ်တဲ့အခါကျတော့လည်းနိုင်ပါတယ်အကုန်လုံးရောချေးလဲကြပါတယ်ရောချေးကသိန်းဒီမှာဝင်ချက်သိန်း3930ပြန်ရပါတယ် ခုကိစ္စရနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဂီတစီယုံဘဟုရဲ့မူပိုင်ခွင့်ဒင်းသိန်းကာဝေးရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကိုတာဝန်ယူဆောင်ရနေတူတူဖြစ်သူဒေးသန့်ရှင်သားစုကလည်းယခုကိစ္စရနဲ့ပတ်သက်ပြီးအခုလိုပဲပြောကြားခဲ့ပါဗျာ အာဒီနေ့ကတော့ကျွန်တော်တို့ဒီ2013တော့2023တော့ဖမ်းမိထားတဲ့အမှုကို2014မှာကျွန်တော်အနိုင်ရပါတယ်။သိန်း930ရောကြီးရပါတယ်။မန်လေးကတရားခံကတော့ရောကြီးပြန်ပေးရမှာကိုထွန်းနိုင်ဖြစ်ပါတယ်ခင်ဗျာ။ကိုထွန်းနိုင်က တရားဆွဲတဲ့အချိန်ကလည်းတင်းချောင်းပါတယ်အခုထိလည်းတင်းချောင်းပါတယ်သူပမာနေတယ်ဘာလို့လုပ်တယ်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့အနေနဲ့ကဂီတာစရုပ်နေတာစုံစမ်းမှုရှိပြီးပါပြီအဲအတိအကျလည်းသိပါတယ်ဒါပေမဲ့အဲတက်ဆိုင်ရာအာနာပိုင်းနဲ့သွားပြီးအခုညီတော်နဲ့ခါကြအမြဲတမ်းပဲတွဲချော်ခြင်းစသဖြင့်တော့အဆင်မပြေခြင်းအခုညီမရခြင်းစတာတွေကိုအကိုတို့ကတွေ့နေရခါကြဂီတာစရုပ်အနေနဲ့ကတော့အာဒီလိုမျိုးခက်ခဲကြုံတွေ့နေကြောင်ဂီတာလောကသားနဲ့တကွာမြန်မာပြည်သူဝမ်းဒီမိဘပြည်သူတွေသိရှိအောင်ဒီပွဲလေးကျင်းပခြင်းဖြစ်ပါတယ်ဟုတ်အဓိကကတော့ဗောနော်ဒီသူများပစ္စည်းဆိုတာ ဟိုမခိုးအကောင်းဆုံးပါပဲဘယ်အရာမဆိုပါတော့ကိုတို့လည်းအခုဆိုရင်စီးပွားရေးလုပ်ငန်းလုပ်နေရပဲအဲကို့အိတ်ထဲကပတ်စံ1000လောက်ကျပြောင်းရင်လည်းနည်းနည်းတော့ဒုက္ခရောက်တာပေါ့နော်ဒါပေမဲ့1000ဆိုရင်နည်းနည်းစဉ်းစားလာတယ်3000ဆိုရင်3000ဆိုရင်အခုဂီတစီးပွားရေးလုပ်ငန်းက3000ထောင်ထဲချီပြီးတော့နေတိုင်းအခုခံနေရတာ တော့ CYA ကိစ္စတခုအနေနဲ့ပဲအားလုံးကရှုံမြင်ပေးကြပါ CYA လုပ်ငန်းတရက်နဲ့ဒါကြောင့်မလို့အားလုံးခုလိုရုံမြင်သညာဘက်ကကြည်နေတဲ့မိဘပြည်သူအနေနဲ့ဝမ်းဝမ်းကူညီပေးကြပါဂီတတာမပြီလာမှာဖြစ်ပါတယ်ဒါကြောင့်ဂီတတန်တန်စင်လှလှလေးတွေနဲ့လူတွေရဲ့စိတ်ကိုပျော်ရွှင်စွာပေးနိုင်တဲ့ဂီတသမားတွေအားလုံးကတော့အထူးဒုက္ခရောက်နေပါတယ်ဒါကြောင့်မလို့ကူညီပေးကြပါလို့ပြောရင်ကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ် ခုဆိုရင်ပြည်သက်တွေကိုတည်တခြင်းမူပိုင်ခွင့်များနဲ့အရေးကြီးပုံခိုးကူးကြီးပြဿနာနဲ့ပတ်သက်ပြီးပြည်သူတရားလုံးကပါဝင်မှုအတွက်အရေးကြီးပုံတို့နဲ့ပတ်သက်ပြီးပြည်သက်တွေကိုအလွေးပညာမှုကောင်းကင်အစီအစဉ်ကနေတည်င်းပေးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ ခုဆိုရင်အမှုပညာဖန်တီးထုတ်လုပ်မှုတွေနဲ့ပတ်သက်လို့နောက်ွယ်မှာဘလို့လှုပ်ရှားနေသလဲဆိုရယ် making new ပြပြမယ်အချိန်ရောက်လာပါပြီဒီတစ်ခေါက်မှာပရိသတ်တွေကိုတင်ဆက်ပေးသွားမယ် making တစ်ခုကတော့ဓာတ်ပုံစရာအေးစော်မှုရိုက်ကူးနေတဲ့ Lady First Fashion အတွက်ရွှေသမီးရဲ့ photo cover making ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဓာတ်ပုံပညာလီလာချင်တဲ့သူတွေရော ပြီးတော့ဒီ fashion နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေရွှေသမီးရဲ့ပရိသတ်တွေအခုပဲကြည့်ရှုလိုက်ပါအောင်နော် ပညာရှင်ပြည်သူများခင်ဗျာပြည်သူများအတွက်ကျွန်တော်တို့တင်ဆက်ပေးနေကြဖြစ်တဲ့ photo making ကဏ္ဍကိုတင်ဆက်ပေးရမှာပါဒီနေ့ကျွန်တော်ရောက်ရှိနေနေရကတပ်ပေါ်ကိုအေးစုံမိုးဆက်မှုရဲ့ဒီဖြိုးမိုးတင်ခစတူဒီယိုမှာဖြစ်ပါတယ်ဗျာဒီနေ့မှာဆိုရင်တော့ Lady First Channel ရဲ့ fashion catalog အတွက်ကိုတရုတ်ဆောင်ရွှေသမီးကနေပုံပေါ်ရိုက်ကူးပေးနေတာဖြစ်ပါတယ်ပြည်သူများအားလုံးပဲဆက်လက်ပြီးရှင်းစားပေးပါအောင်ဗျာ ဒီက lady first fashion ကတော့လည်းကိုသူတို့စထထရကြိုက်ပြီးတာပေါ့နော်အခုဆို6နှစ်လောက်ရှိပါပြီဒီနေ့ကတော့ရွှေသမီးပါမြန်တရုတ်ဆောင်အောင်တော့ပေါ့နော် fashion ဝတ်စုံအတွက်အခုလို့10စုံမြန်နှဖုံးပါဝင်10စုံလောက်ရှိမှာပေါ့အဲ့ဒါရိုက်ပါပါအဓိကတော့ရွှေသမီးကတော့မျက်နှာအသားကြီးလည်းလှပါတယ်ပုံစံလေးပဲပေါ့အဓိကကာပါတော့ပန်းရောင်နဲ့သူအစိမ်းရောင်နဲ့ ဲ့လိုဝတ်စုံစုံလေးတခုခုတင်ပါပါအဒီကတော့ပမာဝတ်စုံလေးဆိုတော့တို့အိန္ဒိယလေးနဲ့တက်တောင်တက်တာလည်းရှိရပါတော့အဲဒီပုံစံလေးလည်းဖြစ်မယ်နောက်မျက်နှာလေးနဲ့ sweep ဖြစ်တဲ့ပုံစံမျိုးလေးပေါ့အဲ့ဒါလေးကိုမျက်နှာပုံးလေးဦးစားပေးပါတယ်နောက်တို့ရဲ့ဒီ fashion designer ရဲ့ဖန်တီးမှုလေးလည်းပိုပေါ်လွင်အောင်ပေါ့အဒီကတော့ဘာလဲဆိုတော့မြန်မာဆန်ဆန်လေးတွေပေါ့မြန်မာဆိုတော့လည်းမြန်မာအကြိုက်လေးပေါ့အခုတို့အတွက်လည်းဟို fashion ဟို hot shot တွေ fancy တွေရိုင်းရိုင်းနေပြီးမှတခါလေးမှကိုယ့်ရဲ့ဒီ ဗမာဝတ်စုံလေးရိုက်ပြီးရတာလဲပို့ပြီးတော့နည်းနည်းကိုယ်အတွက်ဟိုစိတ်ကျေနပ်မှုရှိပါတယ်ပို့ကောင်းတယ်ပေါ့နော်ဗမာစတန်လေးရိုက်ပြီးအဲ့အတွက်လဲဒီ native first fashion catalog ကိုအမြဲတမ်းရိုက်ပြီးဖြစ်နေပါတယ်အဲ့ဒါကြောင့် ါညီမအရှိမလည်းဒါ lady first နဲ့ဒါအမြင်ရိုက်လာတာပေါ့နော်အဲ့လိုပဲ fashion catalog တွေရောဒီ design ပေါ့နော် designer တွေချုပ်တဲ့ catalog တွေရောတော်များများရိုက်ဖြစ်ပါတယ်အခက်အခက်ဘယ်လိုမှလည်းရှိရတော့ရှိရပါတော့ဒါပေမဲ့ဒါအားလုံးရဲ့ဒါဘယ်လိုပြောမလဲအားလုံးဝိုင်းပြောမှကုညီပေးကြတဲ့အချိန်မှာဒါတပ်ပုံဆရာတွေကုညီမယ်ဒါဒီဇိုင်နာတွေကုညီမယ်ဒါဟိုစီစဉ်တဲ့သူတွေကဒါကုညီပေးရနေပြောပေးမယ်ပေါ့နော်အဲ့လိုမျိုးလေးကြတော့ဟိုကိုတော်ကတော့အရင်အဆင်ပြေသွားပြီပေါ့ဟုတ် ဟိုကိုကိုရန်ကလည်းဒါမြန်မာ dress လေးဆိုရင်ကြိုက်တယ်ပေါ့နော်ဟိုဝတ်ထားရင်ကိုအစိတ်ဖြစ်တဲ့ပုံစံလေးဖြစ်တယ်အဲပြီးစိတ်ကလည်းအဲ့လိုဖြစ်တယ်ပေါ့ဟိုပြီးတော့ဒီအခုဒီဘက်ခင်မှာဆိုရင်ဒါမြန်မာ dress တွေကိုလူငယ်တွေကအစားအရင်အောင်ထွင်ပြီးလဲဝတ်လာကြပြီအဲ့ဒီအတွက်ကိုကိုရန်ကလည်းဒီလိုမျိုးဟို dress ပေါ့နော်ဒီမြန်မာအင်ဂျီလေးတို့ထွင်ပြီးဝတ်ရတာကြိုက်တယ်ဟုတ်